မြန်မာနိုင်ငံမှာယောက်ျားတွေထက်အရက်ရှိဆုံးအမျိုးသမီးအနုပညာရှင်၅ယောက်ပြည်သက်များအလုံးမင်းမင်းလာပါရှင့်မြန်မာနိုင်ငံဟာအာရှနိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်အမျိုးသမီးတွေတော်တော်များများကအရက်ပူပါတယ်။ဒါပေမဲ့လည်းတချို့သောတရုတ်ဆောင်အမျိုးသမီးတွေတော်တော်များများဟာနိုင်ငံတကာစံချိန်ဆန်ညွှန်းမီအရက်တွေများပါတယ်။ဒီဗီဒီယိုထဲမှာတော့အရက်ရှိတဲ့မင်းသမီးတွေကိုတင်ဆက်ပေးပါမယ်။နံပါတ်၁တန်နာဘုံ မြန်မာနိုင်ငံမှာအရက်ရှိဆုံးအမျိုးသမီးကတော့တနာဘိုပါတနာဘိုဟာတရုတ်ဆောင်မင်းသမီးကျော်ချောရတနာရဲ့ညီမဖြစ်တဲ့လို့မော်ဒယ်နဲ့တရုတ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်တနာဘိုရဲ့အရက်က9ဘီ17လမဖြစ်ပြီးမြန်မာနိုင်ငံကမင်းသားတော်တော်များများထက်တောင်မှအရက်ပိုမြင့်ပါတယ်ဒါကြောင့်လေတနာဘိုဟာမြန်မာနိုင်ငံမှာအရက်ရှိဆုံးအမျိုးသမီးတစ်ယောက်ပါ တန်တာဘူဟာအခုချိန်မှာတော့သူအချိန်ကြာကြီးသေးခဲ့တဲ့မင်းသားကောင်းပြင်းနဲ့လက်ထပ်ပြီးတော့တန်ရာပျော်ရွှင်တဲ့ဇနီးမောင်နဲ့ဘဝကိုဖြတ်သန်းလျက်ရှိပါတယ်။နံပါတ်1မိုးဆက်ဝိုင်းမြန်မာနိုင်ငံကမင်းသမီးတွေထဲမှာအရက်အရှိဆုံးမင်းသမီးနောက်တစ်ယောက်ကတော့မိုးဆက်ဝိုင်းပါ။မိုးဆက်ဝိုင်းဟာဝိမုံရွှေရခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်ရဲ့ညီမဖြစ်ပြီးတော့မိုးဆက်ဝိုင်းကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိမကြီးတစ်ယောက်ဖြစ်ကောင်မြန်မာနိုင်ငံရဲ့21ရာစုမှာပထမဆုံးမစ်ယူနီဘာ့စ်အလှမယ်လေးဖြစ်ပါတယ်။ ဒါပြင်မိုးဆက်ဝိုင်းရာတရုတ်ဆောင်မင်းသမီးမော်ဒယ်ကျော်ညောင်မင်းသမီးစတဲ့အနုပညာလှူရှားမှုတွေကိုလည်းရှိပါတယ်။ဒီလိုမျိုးနာမည်ကြီးတရုတ်ဆောင်မင်းသမီးမိုးဆက်ဝိုင်းကအရက်က9ပေ10လက်မရှိရာကြောင့်တန်နာဘိုလိုပဲမြန်မာနိုင်ငံကမင်းသားတော်တော်များများထက်အရက်ပိုရှည်နေရပါ။ဒါကြောင့်လည်းမြန်မာပြည်ကအရက်အရှည်ဆုံးအမျိုးသမီးတွေမှာမိုးဆက်ဝိုင်းပါဝင်နေရဖြစ်ပါတယ်။နံပါတ်3ပက်ထရီရှာခေါ်ဆူရှာနိုင်ဆူရှာနိုင်ခေါ်ပက်ထရီရှာကတော့ရုပ်ရှင်မင်းသမီးဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့အဟော်ဆုံးအလံဆုံးစူပါစတာမော်ဒယ်တယောက်ပါပက်ထရီရှာဟာသူမရဲ့အလှတွေကိုပို့ပြီးတော့ပေါ်လင်းစေတာကသူမရဲ့ငါးဘေးကိုလမ်းမရှိတဲ့အရက်ပါပက်ထရီရှာကသူမရဲ့မြင်မာတဲ့အရက်ကြောင့်ပဲတကယ့်ကိုစူပါမော်ဒယ်မင်းသမီးတယောက်လို့လှပကျော်ရှင်နေရဖြစ်ပါတယ်။ဒါကြောင့်လည်းပက်ထရီရှာကအမျိုးသားတွေတောင်မှရှင်လို့မရနိုင်တဲ့မြန်မာနိုင်ငံရဲ့အရက်မြင့်ဆုံးမင်းသမီးတစ်လက်ပါ နဘလေးတက်မွန်မြင့်နောက်ထပ်အရက်အမြင့်ဆုံးမင်းသမီးတယောက်ကတော့တက်မွန်မြင့်ပါတရုတ်ဆောင်မင်းသမီးတက်မွန်မြင့်ဟာချင်းတိုင်းသူတယောက်ဖြစ်ပြီးအမျိုးသမီးဖြစ်လို့လုံကြီးပေါလာနဲ့အရက်မောင်းမြင့်မှာပါတယ်တချို့သောမှတ်တမ်းတွေအရတက်မွန်မြင့်ရဲ့အရက်က9ဘေး9လက်မလို့သိရပါတယ် ။နံပါတ်5မိုးဟီကိုနောက်ထပ်အရင်အမောင်းမြင်မာတဲ့မင်းသမီးတလက်ကတော့မိုးဟီကိုပါ။မိုးဟီကိုဟာမော်ရီလောကကနေအနုပညာလောကတွေကိုဝင်ရောက်လာတဲ့မင်းသမီးဖြစ်တာကြောင့်သူမရဲ့အရင်အမောင်းနဲ့ခန္ဓာကိုယ်အချိုးအစားကတကယ့်ကိုမြင်မာပြီးတော့ကြည်ကောင်းလာပါတယ်။မိုးဟီကိုရဲ့အရက်က9ဘီ9လက်မဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်တောက်ဖက်နဲ့စီးလိုက်တဲ့အခါမှာမိုးရီကိုဟာတော်ရုံတန်ရုံမင်းသားတွေကိုလိုက်လို့မမီနိုင်တဲ့အရက်မျိုးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အခုပြောပြခဲ့တာကတော့မြန်မာနိုင်ငံမှာအရက်အမြင့်ဆုံးမင်းသမီး9ယောက်ဖြစ်ပါတယ်။နောက်ထပ်အရက်မြင့်တဲ့မင်းသမီးတွေလည်းအများကြီးကြန့်ရှိနေသေးတာကြောင့်ပြည်သက်တို့သိတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။